ကဘာပေါ်မှာအေးဆုံးနိုင်ငံဖြစ်တဲ့အိုက်စလန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်ခြင်သုံးကောင်ကိုစတင်တွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီခြင်တွေဟာအမနှကောင်နဲ့အထီးသက်ကောင်ဖြစ်ပါတယ်။မျိုးစိတ်ကတော့ဥရောပနဲ့အာဖရိကမြောက်ပိုင်းမှာတွေ့တဲ့ခြင်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ကဘာပေါ်မှာခြင်ကင်းစင်တဲ့နေရာနှစ်ခုရှိပါတယ်။အဲ့ဒါကတော့အနာတိကတိုင်းနဲ့အိုက်စလန်တို့ပဲဖြစ်ပါတယ်။အေမြလွန်တဲ့ရာတီဥတုကြောင့်ခြင်တွေမနေနိုင်တာဖြစ်ပါတယ်။ အခုတော့အိုင်စလန်မှာအပူချိန်မြင့်တက်လာခဲ့တာကြောင့်ခြင်တွေကိုစားသွေးလာရတာဖြစ်ပါတယ်။အိုင်စလန်နိုင်ငံမြို့တော်ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ရေခဲလွင်ပြင်ဂျိုးစ်မှာ ခြင်တွေကို စားသွေးရတာဖြစ်ပါတယ်။ဒီနေ့မှာအိုင်စလန်ကျွန်းနိုင်ငံလေးဟာအပူချိန်စံချိန်ချိုးခဲ့ပါတယ်။ပုံမှန်အားဖြင့်အပူဆုံးဖြစ်တဲ့မေလမှာအပူချိန်20ဒီဂရီစင်တီဂရိတ်68ဒီဂရီဖာရီဟိုက်အထိရောက်တတ်ပါတယ် ဒါပေမဲ့အဲ့ဒါကအပူလိုက်ဖြတ်သွားတဲ့၂ရက်၃ရက်ထက်မပေါ်ပါဘူးဒီနေ့မှာတော့နိုင်ငံအနှံ့မှာအဲ့ဒီအပူချိတ်ကို10ရက်ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်မေလာမှာပဲအိုက်စလန်မှာရှိတဲ့လေဆိပ်တစ်ခုမှာ အမြင့်ဆုံးဆန့်ချင်တဲ့အပူချိန်26.6ဒီဂရီစင်တီဂရိတ်89.6ဒီဂရီဖာရီဟိုက်အထိမြင့်တက်ခဲ့ပါတယ်။ဒါကြောင့်လည်းခြင်တွေနေထိုင်လာနိုင်တယ်လို့သွက်ဆနေကြပါတယ်။ မိခုတစ်ခုကတော့အဲ့ဒီချင်းတွေဘယ်က ရောက်လာတာလဲဆိုတာပါပဲကုတ်ပစ္စည်းတွေဟာအိုက်စလန်ကိုတင်မောတွေကွန်တင်နာတွေနဲ့ရောက်လာတတ်တာမို့အဲ့ဒီလမ်းကြောင်းကနေရောက်လာတာလို့ခန့်မှန်းပါတယ်ဒါကြောင့်အခုတွေ့တဲ့ချင်းသုံးကောင်အပြင် နောက်ထပ်လည်းရှိနေနိုင်သေးတယ်လို့တွေးဆနေကြပါတယ်